လမင်းလာပါရှင်ဒီကဲနေ့ရကျွန်မဒီကတော့ ABA ရဲ့အကြောင်းလေးကိုဆွေးနွေးသွားပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးဖော်ထုတ်ဖို့တွေတွေပေါ့နော်ကျွန်တော်တို့ဘာလို့ဒီလိုမျိုးပြုမှုတွေပြုမှုနေရတာတော့ပြုမှုရတဲ့အကြောင်းရင်းတွေအဲ့အာဒီမှာအစီအစဉ်တွေရေးဆွဲရမယ်ဆိုပြီးတော့ကျွန်မဆွေးနွေးသွားပါတယ်အဲ့တော့ကြတော့ယနေ့မှလည်းပဲနောက်တစ်ခုဖြစ်တယ်ပေါ့နော် ABA ရဲ့အကြောင်းကိုဆွေးနွေးသွားပါမယ်အဲ့ဒါကြတော့ pension functional behavior assessment ပေါ့เนาะဒါကတော့သူ့ကိုစစ်ဆေးတဲ့ဒါနီလန်လေးတွေပေါ့เนาะ fashionable behavior analysis ဒါမှမဟုတ် assessment လို့လည်းခေါ်တယ်တပ်ပြီးပေါ့เนาะဒါဆိုရင်အဲသူ့ရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်တို့စလေ့လာရအောင်ဒါကကြတော့ဘာလို့ဆိုလို့ရှိရင်သူကစစ်ဆေးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ် FBA ရဲ့လည်းအစိပ်ပိုင်းတစ်ခု ABA လည်းအစိပ်ပိုင်းတစ်ခုဖြစ်တယ်အဓိက FBA က FBA က ABA ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်အသုံးပြုတယ်ကလေးရဲ့အပြုအမူကို ကြည့်ရှုလေးလာပြီးရောပေါ့နော်နောက်ထပ်ဘာတွေဆက်လုပ်ပေးရမလဲဆိုတာကိုဆုံးဖြတ်ခြင်းဖြစ်တယ်တဲ့ကလေးရဲ့အပြုကိုလေ့လာခြင်းမျိုးသူ့ကိုဘာတွေထပ်ပြီးရောလှူဆောင်ပေးရမလို့သူ့ကိုဒါ reinforcement တွေပဲပေးရမလားဒါမှမဟုတ်ရင် ဒါလစ်လူပဲရှူရမလားစသည်ဖြင့်ပေါ့နော်လစ်လူရှူတယ်ဆိုတာအကြာကြီးပြုတ်ရမုံလို့သူ့ရဲ့အပြုတ်မူခွခိတခဏလေးသူတောင်းဒီပြုတ်မူရက်တန့်သွားအောင်လို့လစ်လူရှူလိုက်တဲ့သဘောလေးပဲပေါ့နော်အကြာကြီးမဟုတ်ပါအကြာကြီးလစ်လူရှူလို့ကတော့ဘယ်ကလေးကိုမှမရပါဘူးအမြဲတမ်းသူတို့ကဒါသူတို့ရဲ့အပြုတ်မူတွေကိုလစ်လာသုံးသပ်နေရမှာဖြစ်ပါတယ်အဲအဲ့လိုမျိုးနော်သူတို့ဘလို့နည်းဘလို့လုံးဆောင်မလို့ဆိုတာကိုစုံပြရမယ်ဒီလန်လေးတစ်ခုဖြစ်ပါတယ်အဓိကအဲဒီ functional behavior analytics ဆိုတာကကြတော့ ဒီ FVA ကစစ်ဆေးရတဲ့နီလန်လေးပါကလေးတွေကိုကူစားမှုမလုပ်ခင်မှာဘာကြောင့်ဒီအပြုမှုကိုပြုမှုနေတယ်လဲဆိုတာကို sensitive ကအင်မတန်အရေးကြီးပါတယ် fashion of behavior အရင်အင်မတန်အရေးကြီးပါတယ်ဘာကြောင့်ဒီအပြုမှုကိုပြုမှုရတာလဲဆိုတာကိုတိတိကျကျ sensitive လို့ပါတယ်အဲ့ဒါကိုလည်းဟိုနားလည်ထားရမယ်နားလည်ပြီးမှတက်တော်တဲ့ပြုစုကူစားမှုအစီအစဉ်တွေကိုရေးဆွဲရမယ်ဖြစ်တယ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးသူပြုမှုနေရင်နောက်သူပြုမှုလို့ရတဲ့အစားထိုးပြုမှုကို တင်ကြပေးခြင်းပေါ့နော်ကျမရှေ့ပိုင်းမှာဆွေးနွေးခဲ့တဲ့နေရာမှာပါတယ်ခြေဒီကိုခြေတောက်ကိုတက်လှုပ်နေခြင်းတဲ့သူတွေလीခန္ဓာကိုယ်လှုပ်နေခြင်းတဲ့သူတွေရှိရဒါဆိုရင်သူတို့ sensory ball ပေါ့ထိုင်ခိုင်းလိုက်တာအဲ့တော့ तू လှုပ်เสียမလို့တော့ဘူးအဲ့ဒီကဘောက sensory ball ကိုပဲဘာဖြစ်နေလဲဆို तू က तू လှုပ်ပေးနေအဲ့အဲ့လိုမျိုးပေါ့အစားထိုးတစ်ခုပေါ့ဟိုလက်သေးကြိုက်တယ် အဲလိုမျိုးပေါ့လက်သေးကြိုက်တယ်လက်ဆုပ်တယ်ဆိုလို့ရသူတို့ကြိုက်เสียပစ္စည်းတစ်ခုအစားထိုးပေးလိုက်တာလေဟိုပျော့ဤလေသူတို့အနေမဖြစ်စေနိုင်တဲ့ဟာလေးတွေကိုပေးလိုက်တာအဲအဲ့လိုမျိုးနဲ့အစားထိုးရမယ်အစားထိုးအပြုအမူကိုတင် जा ရမယ်မလိုလားတဲ့အပြုအမူတွေကိုညော့နေသွားအောင်လောက်ဆောင်ရရမယ်အချားနီးလန်းနေနဲ့ဘလိုလေးကျင့်ပေးမလဲဆိုတာကိုသုံးသပ်ကြရပါမယ်တဲ့နောက်တစ်ခုကကြတော့ဒီမှာဆိုရင်ကလေးလေးអော်နေတယ် ။ on ရဲ့ဆိုရင်ဘာလို့မလို့ဆိုလို့ရှိရင်ကျမတို့ functional behavior analysis အရာ FBA ကိုဆောင်ရွက်တဲ့အခါမှာဒီအပြုအမူကိုကြည့်ရှုလေးလေးလေ့လာရတယ်လို့ပဲဒီကလေးယခုပြုနေတဲ့ on ရဲ့အပြုအမူကိုလည်းလေ့လာရမှာဖြစ်တယ်လို့ပဲအဲ့ဒီကအပြုအမူကိုဖြစ်စေတဲ့အကြောင်းရင်းပဝင်းကျင်ကြောင်လားသူ့မှာဘလို့အစင်မပြေဖြစ်နေလို့တော့စသည်ဖြင့်ပေါ့နော်သူ့ရဲ့စိတ်ကဟိုပဲအော်ဂျင်စိတ်ဖြစ်နေတာလားသူဘာလို့လို့ဆိုတဲ့ ီအကြောင်းရင်းတွေပတ်ဝန်းကျင်လှုပ်ဆောင်မှုတွေကိုလည်းထည့်သွင်းစဉ်းစားရမယ်တဲ့ဒီ FVA မှာပေါ့နော်အဲဒီဂလူမျိုးအပြုမှုဆောင်ရွက်တာကိုကြည့်ရှုလေးလာရမှာဖြစ်တယ်လို့ပဲဒီအပြုမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေပတ်ဝန်းကျင်ကနေပြီးတော့လှုံ့ဆော်မှုတွေကိုလည်းမလုပ်ရမလို့ဆိုရင်ထပ်ပြီးစဉ်းစားပြီးတော့စုံဖြတ်စီစဉ်ဆောင်ရွက်ရမှာပါတဲ့နောက်တစ်ခုကကြတော့ဒီက functional behavior assessment မှာပေါ့เนาะ assessment ဆိုတာကျွန်တော်စစ်ဆေးမှာเนาะကျွန်တော်ဒီကလေးရဲ့ပြုမှုတွေကိုကြည့်ပြီးတော့မိမိကစစ်ဆေးတယ်ဆိုတာလည်းဘာလို့စစ်ဆေးရတာတော့ဒါတွေကိုသုံးသပ်ဆုံးဖြတ်ပြီးတော့သူတို့ကိုအရေးတူဆောင်ရွက်ပေးနိုင်မှုအတွက်စစ်ဆေးခြင်းဖြစ်တဲ့အဲဒါမိမိလှုပ်ဆောင်နိုင်မှုအတွက်စစ်ဆေးခြင်းဖြစ်ပါတယ်ဒါကြောင့်ね FBA ဆိုတာမလိုလားတဲ့အပြုမှုကြောင့်အဓိကဘာကြောင့်ဆက်လုံနေသလဲဆိုတာကိုတတ်မှတ်ဟုတ်ပြပြီးတော့စစ်စေးကဲဖြတ်နိုင်တဲ့ထိရောက်တဲ့နီလန်းတစ်ခုဖြစ်တယ်တဲ့ ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပြုမှုတွေမလျော်ညီတဲ့အပြုမှုတွေအနှုတ်သဘောဆောင်တဲ့အပြုမှုတွေကိုဒါကိုတတ်မှတ်စစ်ဆေးအကဲဖြတ်ပြီးတော့ထိရောက်တဲ့နီလန်းတစ်ခုဖြစ်စစ်ဆေးဖို့အတွက်ထိရောက်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်အဓိက functional behavior assessment ကပေါ့နော်ထိရောက်တဲ့နီလန်းတစ်ခုဖြစ်တဲ့ရှေ့ပြေးဖြစ်ရဆိုတာတဲ့အဲအဓိကပေါ့နော်ဘယ်လိုအပြုမှုကိုလုပ်မလဲဆိုတာကိုခံမနိုင်တဲ့အချက်ဖြစ်တဲ့ အဲ့တော့ကြတော့ तू ကဒီလိုမျိုးပြုတ်မှုတွေပြုတ်မှုနေပြီဆိုရင် तू ကဆက်ပြီးတော့ဒီလိုဒီ FVA နီးတဲ့လေးလာလိုက်တဲ့အခါမှာ तू ထပ်ပြီးတော့ပေါ့နော်ဒီပြုတ်မှုတွေကို तू ရှေ့နောက်အပြုတ်မှုတခုကဘာလုပ်မလဲဆိုတာကိုလူကြီးမိပါတွေအုတ်ထင်းသူတွေကခံမှန်းလို့ရသွားမယ်တဲ့နောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုရင် functional behavior assessment နောက် တမျိုးပေါ့နော်သူကတိုက်တွန်းအားပေးမှုဖြစ်တယ် reinforcer ဆိုတာတဲ့၎င်းပြုမှုဆက်လုံနေတယ်လဲဆိုရက်အကြောင်းရင်းနေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတိုက်တွန်းအားပေးမှုဆိုတာဒီအပြုမှုတွေဘာလို့ဆက်လုံနေတာလဲဆိုတာကိုအကြောင်းရင်းတွေကိုဒါဘာလို့မှအောင်ရှာဖွေမှာပါဒီလိုမျိုးကောင်းတဲ့အပြုမှုကိုပြုမှုဖို့အတွက် reinforcer တွေကလည်းပေးရမှာဖြစ်ပါတယ်နောက်တစ်ခုက FVA ရတဲ့ကလေးနဲ့ပတ်ဝန်းကျင်ဘယ်လိုပြန်လည်ဆက်သွယ်လဲဘာကြောင့် ဘယ်နေရဘလို့အချိန်နေမှာဒီလိုပြုတ်မှုကိုပြုတ်မှုတယ်စသည်ဖြစ်မော်နော်သူကစစ်စစ်တာတကယ်ကိုအသေးစိတ်စစ်စစ်ရမှာနော်အသေးစိတ်စစ်စစ်ရမယ်လို့ဆိုလိုတာဘာကြောင့်တော့ဒီလိုဖြစ်တာတော့ဒါဘလို့နေရကိုရောက်ရင်ဒီလိုပြုတ်မှုကိုပြုတ်မှုတာတော့ဘလို့အချိန်မှာကိုပဲဒီလိုပြုတ်မှုပြုတ်မှုစသည်ဖြစ်မော်နော်အဲအကြောင်းရင်းရောနေရရောအချိန်ရောတွေကိုလည်းစစ်စစ်ရမှာဖြစ်တယ်ဒါကြောင့်ဒီပြုတ်မှုကစစ်စစ်ကဲဖြတ်ခြင်းဖြစ်တယ်ဆိုတာလေးကိုကျွန်မကဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ် ဟိုအဓိက FBA ရကြတော့ဗောနော်ကျွန်တော်တို့ဒီလူကြီးမိမရေဆရာသမားတွေမရတော့ဘူးသူတို့ရဲ့ psycho therapy တွေကိုယ်တိုင်ကဗောနော်သူတို့ ਨੇ တိုင်ပင်ပြီးတော့ဗောနော်အဲဒီလိုမျိုးကလေးရဲ့အပြုအမူတွေကဒီလိုအခြေအနေတွေရှိနေတယ်ဆိုတာကိုဟိုသွေးနွေးပြီးတော့မှသူတို့အဓိကကုလုံးပညာရှင်နေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့မှမိဘရောကုလုံးပညာရှင်ရောဒီကလေးကိုဂယုဆိုင်မဲ့သူရောပေါ့နော်စတဲ့ဖြစ်ပေါ့နော်အားလုံးကိုစုပေါင်းပြီးတော့မှစီစဉ်နေရေးဆွဲပြီးတော့သူ့ကိုဒါသူရဲ့အပြုမှုတွေကိုပြုပြင်ပြောင်းလဲပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ဒီလိုမျိုးအကြောင်းအရာလေးတွေကိုသိထားတဲ့အခါမှာဘလို့လှုပ်ဆောင်သင့်တော့ဆိုတာလေးကိုစဉ်းစားသုံးသပ်ဆုံးဖြတ်လို့ရအောင်လို့ကျွန်မအထက်သင်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျွန်မတို့ ဒီကတော့ဒီ ABC နဲ့သွားတယ်သူကကြတော့ဒီကရှင်ပြဖြစ်ရက်တွေပေါ့အေးကကြတော့ရှင်ပြဖြစ်ရက်တွေရှင်ပြဖြစ်ရက်တွေကဘလို့အခြေအနေတွေရှိတော့အဲ့ရှင်ပြဖြစ်ရက်တွေကနေပြီးတော့ဒီအပြုမှုတွေဖြစ်လာမယ်အဲ့အပြုမှုတွေကိုသူကဒါတွေကိုဆုံးဖြတ်သုံးသပ်မှုတွေလုပ်မှာပေါ့ consequence ဆိုပြီးတော့ပေါ့နော်ဒါဆိုရင် A ရှင်ပြဖြစ်ရက်တွေရှိမယ်ပြီးရင် B ကကြတော့ အပြုအမူတွေရှိနေမယ်အဲ့အပြုအမူတွေရှေ့ပြေးပြည့်ရတဲ့အပြုအမူတွေကနေပြီးမှဒါတွေကိုသုံးသက်ဆုံးဖြတ်ပြီးတော့ပေါ့နော်ဘလို့သူတို့ပြန်လဲကုစားမှုတွေပြန်လဲပြုပြင်ထိန်းချောင်းမှုတွေသူတို့ဘလို့အစီအစဉ်နေနဲ့လှုပ်ဆောင်မလို့ဆိုတာကိုစဉ်းစားဆုံးဖြတ်ကြမှာပါအဲ့တော့ကြတော့ကျမတို့အဓိကဟို FBA ဆိုတဲ့ function နဲ့ behavior assessment ဒါမှမဟုတ် analysis ဆိုတဲ့ FBA နည်းလေးဟာ ဒီမိဘတွေရောဒီကုလုံးပညာရှင်တွေရော တိုင်ပင်ပြီးတော့မှစီစဉ်ဆောင်ရွက်ရပါမယ်။အဲပြီးပထမအဆုံးအကဲဖြတ်မယ်။သူ့ရဲ့အပြုမှုတွေကိုလေ့လာမယ်။ပြီးရင်ဘလို့သုံးသက်ဆုံးဖြတ်ပြီးတော့ဘလို့တွေဆောင်ရွက်ကြမလို့ဆိုတဲ့အစီအစဉ်တွေကိုရေးဆွဲခြင်းအဖြစ်ပေါ့နော်။ဒီလိုမျိုးအဲအပြုမှုနှုတ်သဘောဆောင်တဲ့အပြုမှုဖြစ်နေတဲ့ကလေးတွေ တကယ်ကိုပဲထူးထူးခြားခြားပို့ပြီးတော့ဘောနော် disorder ကလေးတွေကိုဒီလိုမျိုး FVA နီးတွေနဲ့ပေါ့နော်စနစ်တကျစစ်ဆေးပြီးတော့ခုန ABA နီးတွေနဲ့သူတို့ရဲ့အပြုအမူတွေကိုပြုပြင်ပြောင်းလဲပေးလို့ရှိရင်တာမန်တကယ်ကို ပေါ့နော်တာမန်ကလေးတွေလိုပဲသူတို့တွေဟာပတ်ဝန်းကျင်နဲ့ဆက်သွယ်မှုတွေမှာလည်းသူတို့ဆက်သွယ်ဆောင်ရွက်တတ်သွားမယ်ပြီးရင်တင်ကြားတင်မှုတွေကိုလည်းပုံမှန်ကလေးတွေနီးတူဆောင်ရွက်သွားနိုင်မယ်လှူဆောင်သွားနိုင်မယ်ဆိုတဲ့အကြောင်းလေးကိုဟို ကျမအနေနဲ့ဆွေးနွေးပေးရဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကလေးတွေကထူးခြားမှုတွေရှိနေပြီးအပြုအမူတွေကဟိုပုံမှန်ကလေးတွေနဲ့မတူညီဘူးဆိုရင်ခုလိုမျိုးနီးလန်းနေနေပေါ့နော် FBA နီးလန်းနေနေစစ်ဆေးပြီးတော့စနစ်တကျအရှိရေးစွာနဲ့ပေါ့နော် ပြန်လဲပြီးတော့သူတို့ကိုလမ်းညွန်ပြတတ် ကူညီပေးမယ်ဆိုရင်ပုံမှန်ကလေးတွေနဲ့အတူတူဆောင်ရွက်နိုင်တဲ့ကလေးတွေဖြစ်လာမှာပါဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးခြင်းကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်